မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး9အပိုင်ငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တင်တို့ဤဝါကြွားခြင်းသည်မကောင်းမသင့်ဖြစ်၏ အနေငယ်သောတစည်းသည့်မုံစိမ်းတပုံးလုံးကိုဖောင်းကျွစေတတ်သည်ကိုမတိကြသလိုဒီနေရာမှာအသိန်းတော်ထဲမှာရှိနေတဲ့လှိုက်စားနေတဲ့ကိစ္စတခုရှိပါတယ်အဲ့ဒါမတရားသောမေထုံဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီလိုမတရားသောမေထုံပြုခြင်းကသာသနာ့ပလူတွေထဲမှာတော့မထူးဆန်းပေမဲ့အခုအသိန်းတော်ထဲမှာလဲအဲ့ဒီအကျင့်ကိုကျင့်ကြတယ်ဆိုတာတွေ့ရတယ်။တာဖာနှစ်ယောက်ကမိမတယောက်နဲ့ ေါင်းတင်တဲ့အကြောင်းကို အသိတော်ထဲမှာကြော်စောပြီးပြန့်နှံ့နေဆိုတာကိုပေါ်လူသိတဲ့အခါမှာဒီအကြောင်းအရာကိုပြောနေတာဖြစ်ပါတယ်။အဲ့လိုလူမျိုးတွေကိုစီရင်ချက်ချတယ်ဆိုပြီးတော့မှလည်းပြောပါတယ်။ဝိညာဉ်ထဲမှာသူပါစီရင်လဲဆိုရင် သူကယ်တင်ခြင်းမဆုံးရှုံးစေဖို့ရန်သူ့ရဲ့ခန္ဓာကိုယ်ကို စာတန်လက်သို့အပ်စေလို့ပြောပါတယ်။ဆိုလိုတာကသူ့ကိုဝိညာဉ်ရေးရာမှာ လစ်လူရှုလိုက်ပြီဆိုတဲ့အထိပယ်မျိုး ဖြစ်ပါတယ်။လှုပ်ချင်တာလှုပ်တော့ဘာမှပြောမနေနဲ့တော့ပြစ်ပလိုက်တော့ဖြစ်ချင်တာဖြစ်ပါစေ။သူရဲ့ခန္ဓာကိုယ်ကိုဘုရားသခင်ဆုံးမပါစေ။စာတန်ကသူ့ကိုဖျက်ဆီးပါစေ တော့ဆိုပြီးတော့မှဒီလိုသတ်မှတ်တာဖြစ်ပါတယ်။ဝိညာဉ်ရေးရာမှာကောင်းဆောင်တွေကကိုယ့်ကိုဝိညာဉ်ရေးရာမပြုစုတော့ဘဲလစ်လူရှုတာအင်မတန်ကြောက်စရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ဒါမျိုးမဖြစ်ဖို့ကျွန်တော်တို့ပြင်ဆင်ရပါမယ်။အသင်းတော်မှာ တစည်းလိုမျိုးလှိုက်စားစေတဲ့တနည်းအားဖြင့်ခူနာလိုမျိုးကင်ဆာယောဂါလိုမျိုးတစ်သေးလေးကနေတကူလုံးကို ပြန့်နှံ့ပြီးယောဂါကျွမ်းစွေနိုင်တဲ့ကိစ္စမျိုးမဖြစ်အောင်ဒီတစည်းနဲ့တူတဲ့မကောင်းသော အမှုအကျင့်တွေဒုစရိုက်အမှုတွေမတရားသောမိထုံပြုခြင်းတွေကိုခွင့်မပြုဖို့သွန်သင်ထားတာတွေ့ရပါတယ်အဲ့ဒါတွေကနည်းနည်းလေးခွင့်ပြုလိုက်တာနဲ့မုံစိမ့်တစ်ပုံးလုံးကို ဖောင်းကျစေတတ်သလိုမျိုးအသင်းတော်တစ်ခုလုံးကိုပျက်စီးသွားစေနိုင်တယ်လှိုက်စားပြီးတော့မှ အသင်းတော်ထဲမှာယောဂါရစေနိုင်တယ်လို့ဒီလိုနားလည်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်တို့တို့တည်တည်လေးကိစ္စကိုကျွန်တော်တို့ကအပြစ်မယူပဲမပြောပဲထားမယ်ဆိုရင်အဲ့ဒီတည်တည်လေးကနေအကြီးကြီးဖြစ်လာပြီးတော့မှ အခြားသောသူတွေကိုကူးဆက်သွားနိုင်ပါ रे အပြစ်မရှိဘူးလို့ထင်သွားစေပြီးတော့မှ ရဲရဲဝံ့ဝံ့ကျူးလွန်တက်လာစေပါれအဲ့ဒါကနေတဆင်းကျွန်တော်တို့ရဲ့အသက်တာတာမကကျွန်တော်တို့ချစ်ရတဲ့မိသားစုဝင်တွေရဲ့အသက်တာကျွန်တော်တို့ချစ်ခင်ရတဲ့အတင်းသူအတင်းသားတွေရဲ့အသက်တာအတင်းတော်တစ်ခုလုံးရဲ့အသက်တာကိုပျက်စီးသွားစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့အတင်းတော်ထဲမှာအဲ့လိုခူနာလိုမျိုးတစည်းလိုမျိုးပုံကိုတွေရှိရင် ဖေရှားပြဖို့လိုပါတယ်အဲ့လိုညှဉ်းညူးတဲ့တစည်းဟောင်းနှွမ်းတဲ့တစည်း လောကီစံနဲ့တစည်းတွေကိုဖယ်ရှားပြီးကြည်ပြူသောစိတ်နဲ့ဘုရားသခင်ကိုကိုးကွယ်နိုင်ဖို့တန့်ရှင်သောအတ္တာနဲ့ဘုရားသခင်ကိုကိုးကွယ်နိုင်ဖို့လိုပါတယ်။ကျမ်းစာမှာတော့တစည်းမဲ့ဖြစ်ဖို့အတ္တသောမုံစိန်ဖြစ်ဖို့လို့တောင်းတင်တာတွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့အသင်းတော်မှာယောဂဖြစ်စေမဲ့တနည်းအားဖြင့်ပုတ်ပြက်ပျက်စီးသွားစေမဲ့အကြောင်းကဘယ်အစားလဲဆိုရင် အဲ့လိုတစည်းလိုမျိုးတိတိလေးကိစ္စကစတယ်။အဲ့ဒီအပြစ်ကလေးတိတိလေးကိုဖယ်လိုက်ရင်အသိန်းတော်တစ်ခုလုံးကိုကျွန်တော်တို့ကောက်ွယ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့အဲ့လိုအသိန်းတော်ကိုကောက်ွယ်ခြင်းစိတ်ရှိဖို့လိုပါတယ်။အသိန်းတော်ကိုတန့်ရှင်းဖို့ရန်အတွက် ကျွန်တော်ကြိုးစားအားထုတ်ရပါမယ်။ကျွန်တော်ရဲ့အသိန်းတော်ကို ပြည့်စည်စေမယ်။စာတန်ရဲ့ဝင်ပေါက်တွေဖြစ်တဲ့ဟောင်းနှံသော တစည်းနဲ့တူတဲ့ခုနာနဲ့တူတဲ့အရာတွေကို ဖယ်ရှားပြဖို့လိုပါတယ်။မကောင်းတဲ့အတက်ပညာတွေကို စီးပူးပြီးအသင်းတော်တွေမှာလိုက်ဖြန့်နေတဲ့သူတွေမကောင်းတဲ့အရာတွေကိုအသင်းတော်တွေမှာလိုက်ပြီးတော့မှလုပ်နေတဲ့သူတွေကို တွေ့ရင်ရှောင်ရှားဖို့မဟုတ်ပါဘူး။နှင်ထုတ်ဖို့ပဲဖြစ်ပါတယ်။ဖြာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျားကိုရုကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတာ၍ကိုရိုနဲ့နှီးစေဖို့ကျွန်တော်တို့ထဲမှာရှိတဲ့တစည်းနဲ့ တူတဲ့မကောင်းသောအရာတွေရှိရင်ဖယ်ရှားပေးပါ ကျွန်တော်ကိုယ်တိုင်ကအသိတော်ကိုဖျက်ဆီးတော်သူမဖြစ်ဖို့မာစားပါ ကျွန်တော်ကိုယ်တိုင်ကဟောင်းနှံတဲ့တစည်းမဖြစ်ဖို့မာစားပါအသိတော်ကိုကာကွယ်ဖို့ရန်အတွက်ကိုရရှင်ဖျားဉာဏ်ပညာပေးပါယေရှုတင်နေဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရရဲ့လက်တော်ရှိပြီးမာစားပါမိအကြောင်းတဏိတာကိုဆက်ကတ်တဲ့အခါတပိုင်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအနံပါ၏အာမင်